ကိုထင်တာကထင်တာပို့ပြီးတော်တဲ့ကလေးဖြစ်နေရပေါ့နော်သူအသက်18နှစ်အရွယ်လေးနဲ့အများကြီးထက်မြက်တယ်အများကြီးတော်တယ်ကျွန်တော်ဒီမိမိအခြေဥဇလန်းပြပြတယ်ပေါ့တကယ်ကလုံးဝအဲ့တနားကြီးခွဲလောက်ရှိတယ်ပေါ့နော်ကျွန်တော်ကျွန်တော်ကိုပဲကြည်ပြီးတော့မျက်ရည်ပပိုးပေါက်ကြာပြီးတော့သူလေးကိုယ်တဲဒီစကောင်ရိုက်မယ်အကောင်းစူးစားမယ်ကိုယ်စကားနှထောင်ပြီးစူးစားမယ်ဆိုပြီးတော့လက်ခံပြီးရကူဖြစ်ခဲ့ရပေါ့နော်ထရီလာထွက်တာနဲ့ကိုတဲပြိတက်တွေအတွက်အဲလုံးဝ surprise amazing ဖြစ်စေမယ်လို့ကျွန်တော်အားမခံပါဘူး to ကတော့ဒါပြည်သူတွေကလည်းအဲအရန်ညှော်နေကြတယ်အဲဒီအတွက်လည်းကျွန်တော်တို့ကပို့ပြီးတောင်းဝင်နေကြည့်ရတယ်ပေါ့နော်ဒါမရိုက်ခင်တွေကလည်းပြည်သူတွေအရန်စိတ်ဝင်စားရတဲ့ကားဖြစ်နေတယ်ဆိုတော့ရိုက်တဲ့အချိန်မှာလည်းအများကြီးဂီးဆာရတယ်တည်ထားရတယ်ပြီးတော့ ဒါဒါကျွန်တော်ညီမလေးတဲဆုငိမ့်နဲ့ပါနေခါကြတော့ဒါနိုင်ငံတကာပြည်သက်တွေကပါဒီကားလေးကိုကြည့်ချင်နေမြှော်နေရဆိုတော့ပို့ပြီးတော့ဒါဟိုမြန်မာရုပ်ရှင်တကားကောင်းတကားအနေနဲ့ဖြစ်အောင်လို့နော်ဘလို့တက်နိုင်တဲ့ဘောင်တွေကနေပြီးအတက်နိုင်ဆုံးရှိတဲ့အင်အားတွေအကောင်းဆုံးတော့စူးစမ်းနေရပါတော့အဲ့တော့အကောင်းဆုံးစူးစမ်းနေပါတယ်ထွက်လာချင်ကြရင်စိတ်မပြည့်စရာပါဘူးလို့ပြောစင်ပါတယ်ဟုတ် ဒါသက်ဆုံးရဲ့ပထမဆုံး first time ယုံတင်တဲ့ကမင်းဆက်ကဖြစ်သွားမှာအာမဟုတ်ဘူးခင်ဗျအာကျွန်တော်တို့ကဒီတစ်ခေါက်ယုံတင်စနစ်မှာတော့မပါသေးဘူးပေါ့နော်အာကျွန်တော်တို့ကနောက်တစ်ခေါက်အတွက်တော့စူးစမ်းနေရပေါ့ဒီတစ်ခေါက်မှာတော့တဲတဲကားကြီးစပါလာပြီပေါ့နော်အဲ့တော့ဒါပေမဲ့တဲတဲအတွက်ကအာဒီမမေချူဇကာလေးကတော့အာကျွန်တော်ထင်တယ်ကဟိုသူတက်မှတ်တိုင်နေတစ်ခုဖြစ်လာမယ်ကားလေးဖြစ်မယ်ဆိုတော့ကျွန်တော်ကညှော်လင့်ပါတယ် တဲတဲကအာကျွန်တော်ထင်ထားရတဲ့ပို့ပြီးတော်တယ်ပေါ့နော်အစောပိုင်းကတော့သူနဲ့အလုံးမလုတ်ခင်ကတော့နည်းနည်းစိတ်ပူရတဲ့အပိုင်းလေးရှိတယ်ဒါအာတခြားကြားထားတဲ့စကားလေးတွေအရာပေါ့နော်အစိတ်ပူရတဲ့အပိုင်းလေးများရှိလာမလားတွေးရတယ်ဒါပေမဲ့တကယ်အလုံးကြီးရဲ့ခံမှာတဲတဲက ကိုထင်တာကထင်တာပို့ပြီးတော်တဲ့ကလေးဖြစ်နေရပေါ့နော်သူအသက်18နှစ်အရွယ်လေးနဲ့အများကြီးထက်မြက်တယ်အများကြီးတော်တယ်ပြီးတော့ကျွန်တော်ကိုလည်းတကယ်ကိုအကိုရင်းတယောက်လိုပဲပေါ့နော်ကျွန်တော်လည်းသူနေရာဆိုရာတီကွန်ကလည်းတူတော့ငွေနေရာလည်းရက်ပိုင်းလေးပဲတရက်ပဲချာဆိုတော့ကျွန်တော်နှစ်ယောက်ကရှူတင်ပါတယ်တကယ်ကိုကလေးနှစ်ယောက်လိုပဲပေါ့နော်အဲ့လိုရန်ပြောရွှင်ရှိကြတယ်ကျွန်တော်စကားဆိုရင်ဘာဘာပဲပြောပြောသူနားထောင်တယ်တေချာရေကုန်ရေကန်းသူဘက်ကလုံးနေတဲ့မြားကိုဘယ်နှခေါက်လောက်ကလောက်ကအာသူ့ကိုစူလဲရတယ်ကျွန်တော်ဘယ်လို ရဲဆက်ဆက်ပြောဆိုဆဲဆိုပြီးတော့တင်ထားတဲ့ဇဝင်ကနေလည်းအများကြီးပဲပေါ့နော်အဲ့တော့ဒါလေးလည်းကျွန်တော်ဂျုံတင်တဲ့ခါကျ making အနေနဲ့ကျွန်တော်တို့တင်ပြီးလို့ရှိပါတယ်အဲ့တော့တွဲဖက်ပြီးတယောက်ဆောင်ရတယ်မမီမီရောဟန်ရီကလည်းတက်တက်ကိုအများကြီးဒါတွဲခေါ်ပြီးတော့ဝိုင်းဝန်းပြီးတော့ဒါရကူးခဲ့ကြရပါတော့တကယ်အာ trailer ထွက်တာနဲ့ကိုတက်တက်ပြည့်တက်တွေအတွက်အလုံးဝ surprise amazing ဖြစ်စီမယ်လို့ကျွန်တော်အမှခံပါတယ်။တကယ်ကမင်းစာကြည့်ရင်ကြားခဲ့ရတယ်ဆိုတာဟာတန်နေနဲ့စန့်ကျင်ဘက်ဖြစ်သွားတာပေါ့။ဒါကကိုကြားခဲ့တာတွေကတော့တကယ် image အခုကြည့်ရတယ်မျိုးဖြစ်မှာ။အဲ့ဒါကစန့်ကျင်ဘက်ဖြစ်သွားတာပေါ့။ဟုတ်ကဲ့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 ။အစောပိုင်းကဒါနည်းနည်းစိတ်ပူရတာပေါ့နော်။စိတ်ပူရဆိုတာဟာလေအာတပည့်ကိုဒါ ကောင်းတဲ့စကားတွေရှိမယ်မကောင်းတဲ့စကားတွေရှိမယ်ဒါကျွန်တော်တို့ကတော့ဟိုအလုတ်လက်တွဲလောက်ရမယ့်သူအနေနဲ့ဂရီထားရမယ့်အပိုင်းတွေရှိတယ်ဂူးဆိုင်မယ့်အပိုင်းတွေကလည်းရှိတာပေါ့နော်အဲ့တော့အကိုလည်းဂူးဆိုင်တဲ့နာဂူးဆိုင်မယ်ဆိုရဲအပိုင်းလေးတော့ကြိုတွေးထားပါဒါပေမဲ့ဂူးဆိုင်ဆရာဘလိုလောက်အောင်တတဲရတကယ်ကိုပြည်စုံပြီးတော့အရေးချင်းအရန်ရှိတဲ့အာတဲလန့်အများကြီးရှိတဲ့အာမစ္စတာပေါ့နော်အခုသူတိရစ္ဆာန်လောက်ကရောက်လာပြီတကယ်တိရစ္ဆာန်လေးနဲ့ကင်မရာရှိမှနေတဲ့ခါမှာတကယ်အများကြီးအများကြီးတောင်းဝန်ကြေရအောင် ရိတ်သက်တွေထွက်လာခြင်းညာရင်တည်ပါပါဒါကျွန်တော်အများကြီးပြောစရာမလိုပါဘူးတကယ်မမေ့ချုံနဲ့ပတ်သက်တဲ့ဇဝင်ကန်းလေးထွက်လာတဲ့ဟိုတဲ့ပရိတ်သက်တွေအရင်ကြီးနေမှာပါမမေချူဇက်ကိုစပြီးတော့တဲကလေးကစပြီးတော့အလိုမြင်ကလေးကပေါ့နော်ဒီဇက်ကောင်တွေအတွက်တရုတ်ဆောင်တွေစပြီးမြင်ကလေးကဒီတသဲဇလက်ဖြူဆိုရဲနေရာလေးအတွက်ကိုတသဲကိုဒါကျွန်တော်မြင်ထားပြီးသားပေါ့ဇလန်ကလည်းကျွန်တော်ဇလန်ပဲပေါ့နော်ဒါပေမဲ့အဲ့ဒီကတသဲကဒါ Miss Grand ကိုဒါနိုင်ငံတကာမှာတွားပြီးတော့ရှင်ပြိုင်နေတဲ့အချိန်မှာ ရှင်ပြန်နေတော့ကာလာလေးပဲရှိတယ်ပေါ့ကျွန်တော်တို့မှအများကြီးမျှော်မှန်းလို့မရဘူးပေါ့ဘာလို့ဆိုတော့ပွဲပြီးွားရင်ကသူ့မှာ contract နဲ့ဒါ activity တွေရှိနိုင်တယ်ဆိုပြီးတော့ကျွန်တော်တွေးထားရတဲ့တဲတော့ဒီကမှာမပါဝင်ဖြစ်ခဲ့ဘူးဆိုရင် ဘသူသူတွေးရမလဲဆိုတဲ့အပိုင်းကိုနည်းနည်းစိတ်ပူကောင်းပူပါပါဘောနော်ဒါပေမဲ့ကျွန်တော်တို့လည်းဒီဘက်ရိုက်ကူးရေးတဲဖို့စူးစမ်းနေတဲ့အချိန်တသက်ရလည်းဒီ Miss Grand မှာနည်းနည်းလေးအာကိစ္စလေးဖြစ်သွားတယ်ပြီးတော့အာဒီ Miss Grand နေနဲ့ contract မလုပ်ဖြစ်တော့ဘဲနဲ့သူ freelance ဖြစ်သွားပြီဆိုပြီးတော့သူတရုတ်ဆောင်နေတဲ့ဒီမှာဒီမြန်မာပြည်ပြန်လာပြီးလုပ်ဖြစ်ပြီဆိုတဲ့အချိန်ညာကိုတေတကိုလေးအရင်ပျော်သွားပါဘောနော်အာငါဒါကိုမှန်းထားတဲ့စကောင်းလေးသူအဲဒီလုံးကြီးလို့ရတာပဲဆိုပြီးတော့အာပြောရဲဟို ရန်ပျော်သွားရပါတော့ပျော်သွားတော့ကိုထူးကလည်းနေတယ်စကားပြောကြည့်ချိန်မှာတဲတဲကိုလည်းအဲလိုက်ဖက်မဲ့နေရာလေးရှိရင်လက်တွဲပြီးတော့ရိုက်ကူးကြမယ်ဆိုပြီးတော့ပြောတော့အာရှိတယ်ရှိတယ်ကျွန်တော်ကျွန်တော်မှာဇက်တစ်ခုရှိတယ်ကျွန်တော်ရိုက်ဖို့စီစဉ်နေရအာဆိုတဲတဲနဲ့ပေးဆုံးမယ်ဆိုပြီးတော့အဲစဆုံနေတဲ့ဟိုကကျွန်တော်ဒီမိမိအခြေဥဇလန်းပြပြတယ်ဟိုတဲတဲကလုံးဝအဲတနားီခွဲလောက်ရှိတယ်ပေါ့နော်ကျွန်တော်ကျွန်တော်ကိုပဲကြည့်ပြီးတော့မျက်ရည်ပပိုးပေါက်ကြပြီးတော့သူလေးအမှတ်မမရနိုဗိုတယ်မှာသူနဲ့တွေ့တာပေါ့နော်နိုဗိုတယ်က lobby မှာတွေ့တာတွေ့ပြီးတော့ तू မမေရ तू ဘာမှလည်းဘေးစကားဘာမှမကြားတော့ तू ရေတမှုပေးနေတော့ तू အဲ့အောင်မကြားတော့ကျွန်တော်ပဲ तू ကြည့်မြေပိုးပေါက်ချာပြီးကိုယ်တဲတဲဒီစက်ကောင်ရိုက်မယ်အကောင်စူးစမ်းမယ်ကိုယ်စကားနားထောင်ပြီးစူးစမ်းမယ်ဆိုပြီးတော့လက်ခံပြီးရကူဖြစ်ခဲ့တာပေါ့နော် ရိုက်ကြင်ရမြေကြခဲ့ရတဲ့စကားအာဒါပါဒါပါဟုတ်ကဲ့တဲတဲအမှတ်တရအများကြီးဖြစ်မှာပါသူအတွက်လည်းဟိုဘယ်လိုပြောရမလဲကျန်တဲ့စကောင်တွေအများကြီးသူတက်ရှိနိုင်ပါတယ်နောက်လည်းတဲတဲရဒီရုပ်ရှင်လောကမှာအများကြီးအများကြီးရိုက်ကူးသွားအောင်ပါပါသူအရန်တိုးဆောင်ကောင်းတဲ့တိုးဆောင်တယောက်ဖြစ်လာပါပေါ့နော်ဒါပေမဲ့တဲတဲဇလက်ဖြူဆိုတဲ့စကောင်လေးကအာသူ့ရဲ့အပြင် personal life ကိုရိုက်ထားသလိုမျိုးလေးကိုပြည်သက်တွေဂျင်းနဲ့အားစီရမယ်ပြီးတော့ miss grand ပြိုင်တော့ကဝိစုံတွေအမှတ်တရပါဝင်နေပေါ့နော်အဲ့တော့တဲတဲအတွက်အမှတ်တရကောင်းသူဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်